So even, eh? In 1953 Shimen Dima received the title Alinga Jozwa which is awarded to outstanding artists in Myanmar In 1969 Shimen Dima died while standing, died 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 while dancing on the stage his name will never fade away he remains a historic artist of Myanmar ကဲအခုဆိုလို့ရှိရင် तू ပြောသွားလေလေနော် तू ပြောသွားတဲ့ဥစ္စာလေးတွေကိုအတန်ထွက်အတန်ထွက်ကတော့ခလေးကတော့လွဲမှာပဲလေနော်လွဲတဲ့နေရာလေးတွေကိုကျွန်တော်တို့ဆရာဖြစ်တဲ့သူတွေကထောက်ထောက်ပေးရတယ်ပြီးလို့ရှိရင်တွဲရက်လေးတွေရှိတယ်နော်အဲ့ဒါလေးတွေထောက်ပေးမှာသူ့အတွက်အဆင်ပြေသွားမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့စာသင်လို့ရှိရင်လည်းအတန်ထွက်တွေကိုအဓိကထားပြီးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့က meaning meaning တွေကိုမကြက်ခိုင်းနော်ခလေးတွေကို meaning တွေမကြက်ခိုင်းပါဘူးကျွန်တော်တို့က တခါတည်းပြောတဲ့နေရာမှာသူကဒါ survive ကိုဖတ်ပေးခြင်းအဖြစ်တစ်ဖြည်းနဲ့မှတ်မိသွားလိမ့်မယ် meaning တွေကချက်ဖို့မဟုတ်ဘူးเนาะကြည်တာနဲ့အော်ငါ့ဆရာဘာပြောသွားလဲအဲ့အဲ့ဒါလေးတွေကိုလည်းကျွန်တော်တို့ကအလေးချင်းဖြစ်သွားအောင်သင်ကြားပြတာပြပါလား